ayai ayai salam no namo dada bhagavado dada dhamma dhambuddha namo dada bhagavado arahato dhamma dhambuddha namo dada bhagavado arahato dhamma dhambuddha ွဲတော့နေရာတော့ကျန်နေခဲ့တဲ့အနေနဲ့ပြန်ဆိုအောင်မနော်အဲရုပ်ပန်းဘဝသမုဋ္ဌာနာနေရာရုပ်ကြောင့်တရားလေးပါဆင်းရဲနာတက်တော့ညာနဲ့အဲ့ဒါလေးပြန်ပူဇော်လိုက်ပါအောင်ပြခဲ့နောက်ဆိုကြည့်ပဲရုပ်ကြောင့်တရားလေးပါ ရောပညာတရားလေးပါကမေစာကာမကုသိုလ်အကုသိုလ်ကိုအခု25ခုလက်ကစိတ်တင်စာအရပါဥပလေးကိုဒီပဇဝင်တဲ့ရဟနာတို့ဤသုတိစိတ်ဒီကျဲသော55ပါးသောစိတ်လက်ကဥရဇာဥရလက်ကအာရဇာအာရလက်ကဤဒီသောစတ္တရီလေးပါကိုသောကြောင့်တို့ဒီရူပသမုဒ္ဒနာနိနာယောဂုပစ္စေတသောကြောင့်တို့မြေကိုဤ ကံကာယကိုပြည့်စုံတတ်တော်တို့လေးပါးသောကြောင့်တို့တွင်ကာမဝစရိစ္စကာမဝစရကုတ္တအကုတ္တကံနဲ့ဆက်လက်သောရူပဝစရိစ္စရူပဝစရကုတ္တကံငါးခုလည်းဤသို့ပြစ္ဆဝုဒရံ သောဝိတိဝိတံဘိ25ပါးပြာရှိတိတိပြေသောကုတလကုတလကမ္မမပိသင်္ခါတံကုတလကုတလကမ္မကမ္မကုတုကအကုတုကံတိအပိသင်္ခါတံပြုပြတ်သောသရဏိသရဏတံပြုပြတ်သောကမ္မသမုဒ္ဒနာရူပံကံလေပြောင်းကြည့်သောယုတ်ဝါကံရောပြီသောယောဂောပရိတန်ဒိပရိတန်ဒိစေဥပဘူဥပရာယသွပြု၍ခနာကနေခနာတိုင်းခနာတိုင်းဝါတကုသောစေသုံးမ သုံးပါသောကနာ၌သမုဒ္ဒဗေဒီရှိစေ၏ ဆေတအရူပအရူပဝိပါကဒိဗ္ဗဇဝိညာဏဝိသိတအရူပဝိပါစေလေကိုဒိဗ္ဗဇဝိညာဉ်တေရဏတို့ဤသုတိစေတိကျင့်ရသောပိသတရတိဝိတ85ပါးပြာရှိသည်ဤဖြစ်သောစေတံစေတိရူပစေတသမုဒ္ဒနာရူပံစေတိပြီးသောရှိသောယောဂုဝါစေတပြီးသောယောဂုပထမဘဝင်ကံပထမဘဝင်ကိုဥပါရာယဆက်ပြီးဆာယတမေဝဥပစေပြီးသည်တာလီယေအစ္စတိကတဏ္ဏနေအစ္စတိတဏ္ဏနေဥဒ္ဓပေတိပစ္စေယ တာတာဒုက္ခနာဘသောစိတ်တော်တွင်အပ္ပနာဇဝနအပ္ပနာသောသဗ္ဗိတာတိဣရိယပဋ္ဌံပိဣရိယပုဂ္ဂိုလ်ဤဝါသွားခြင်းရခြင်းတိုင်ခြင်းလျောက်ခြင်းဣရိယပုဂ္ဂိုလ်ဤတဏ္ဍမေတိခံစေ၏ဘောဓဗနာကာမဝဇရဇဝနပညာပနာဝေါဇောကာမသကုယောသောဇေပညိတုတိကဝိညာတိံဒီကာယဝိညာဝစီဝိညာကိုလီသမောဓဗေတိပြစ္စေတကို၏ ပါနာဒုကိုဇောအေတာဤဝိညာဉ်ကိုပြည့်စစ်တတ်သောကာမကာမသောတကုယောသောဆေပညေတုတွင်တိရတာတဆသောဘာကုံသောတမနနာသာကရဇဝနံသမနနာတာကုဇောတို့သည်ခန္ဓာနာပြီရှင်ချင်းကိုလီသနင်းဤပြည့်စစ်တတ်ကုန်၏ တိတောတိတောတို့တာမြညာတာတိတောဟုတို့အောင်နာတို့သွဲတော်တိသောတာတို့တိသောတာတိတိတိပတောဝါရောဤသို့ကြောင့်စီပြီတာလင်းတိသာရီရေဥဒုသမန္တနာရူပဥဒုရီရေတိတောတိသောယောကိုဝါဥဒုကြောင့်ပြီသောယောကိုဣဇတိသာဣဇတသရဏေနဘောဗိဒါသာဗိဒါသရဏေနဘောယတာရတတိယောသောသမုဒ္ဒပိတိပိစေယိ 我上天阿多，我上地阿多，阿多阿拉地，阿拉的梦在那路边，阿拉一米多有枯花，阿拉叫几多？你说那家里没有多家那，他那不多花，有有一米多，有的比多里，一米多高的那年，一米多高的那年，他不打比地比谁？哎 <noise> 呀，这那那地地皮多，我上六年级来望着看一眼嘛，上那地下多些几包呢？<noise> <noise> <noise> 那你的少山那底下多人嘛？富宁多，比较多，比大的多。南江比较多，有的那边哈，南江区的有个八点半嘞，他们有，现在有交年年哈，谁敢说的交年年谁说的交年呢？就讲这个有个，也有那哈的有，哈？那边比较多些，那美国呢？还是小雨，交许多有的，完了。 အကြောင်းပြန်ပြတာမလားနာဒေတာဟုတုအုံနာဟုသုဇောတောဒေဇောတောနေဩဇာဟုသုဇောအာရယောရုပ်ရဲ့အကြောင်းဖြစ်တော်သလားဥဒ္ဒဇာရုပ်တည်းအာရဇာရုပ်တည်းရဲ့အကြောင်းတရားကဥတုနှမျိုးရဲ့ဩဇာရဲ့ဒါမျိုးပါနာရုပ်ဤအကျိုးဖြစ်တော်ရုပ်ဆိုရင်ဥဒ္ဒဇာရောအာရဇာရောအကြောင်းအကျိုးနဲ့မိတာပေါ့လေနော်ဒါတွေနားလည်ပါတယ်နော်ငါပြီးတော့ရုပ်ဤအကြောင်းဖြစ်တော်နာန်နဲ့ရုပ်ဤအကြောင်းဖြစ်တော်နာန်ဆိုတဲ့သကလုံးထဲမှာနှမျိုးလုံးဆိုင်နေမှာလား ယောဤအကြောင်းဖြစ်သောနန္ဒရာကကမ္ဇာယောရဲ့အကြောင်းဖြစ်တဲ့နံက25စရဒယောရဲ့အကြောင်းဖြစ်တဲ့နံက85နဲ့အဲ့လိုပြောတာမှန်လားနော်အဲအကြောင်းလို့ယောဤအကြောင်းဖြစ်သောနံနဲ့ပြောတော့အကုသကံ7ပါးမကုသကံ7ပါးရူပကုသကံ9ပါးပေါင်းက25ပါးနဲ့စေ85နဲ့9ပါးအဲ့ဒါတွေကယုတ်တရားတွေရဲ့အကြောင်းတရားဖြစ်တာစိတ္တကမ္မဇာယုတ်နဲ့စိတ္တတရားတွေရဲ့အကြောင်းတွေကိုပေါင်းပလိုက်တာနော် ဲ့လိုမျိုးမေခွန်းနဲ့ခဏခဏလာတယ်ဒီနေရာလေးမှာလာရှောက်နေအောင်ဖြစ်သွားတာပေါ့နော်။နောက်နန်းဤအကျိုးဖြစ်တော့ရုပ်ဆိုလို့ရှိရင်ကမ္မဇာယောနဲ့စိတ္တဇာကမ္မဇာယောနဲ့စိတ္တဇာယောနော်အဲနန်းဤအကျိုးဖြစ်တဲ့ရုပ်တွေပေါ့ရပြီ။ဒါတတိယကမ္မဇာယောဆက်ကြွေးတယောဒီပါဠိလေးရပြီနော်။ပါဠိစာကိုအရင်ကြည့်ပါ။နည်းနည်းပေါ့ဒီနေ့နော်။ဒီနေ့တိတ်မကောင်းဘူး။ အဲ့မှာပါတီလေးတွေအရင်ကြည့်ပြီးတော့ခွင်ပြီးတော့အနက်လိုက်မယ်နော်ကမဇာယုစသည်တို့ဤတယုတ်ဆိုတဲ့အတိုင်းပဲရုပ်လေးမျိုးရှိပါတယ်နာမည်လည်းပြန်ပြောကြည့်ပါကမဇာယုကမဇာယုစေဇာယုတိဇာယုတိဇာယုသဒုဇာယုနာကုတော်စီယုနာကုတော်စီယုနော်အဲ့ဒါကိုမှပြောတော့အနေရိုးရိုးလေးပဲပြောမယ်ဆိုကမဇာစေဇာဥဒဇာအရဇာနော်အဲ့ဒါကိုမှအပေါ်ဆုံးပုံလေးကြည့်ပါတတ်တာဟရိယအိန္ဒိယရူပါနေကမဇာနေဝါနော် ကမ္မဇာနေဝတဲ့ဧဝဒရာတွေပါတယ်တဲ့လားအကြောင်းကံကြောင့်တာဖြစ်တယ်ဆိုတော့ဘာရုပ်ဧကံကမ္မဇာရုပ်အဲဒါသူတို့စာအုပ်တွေမှာရေးလိုက်ပါလားတပည့်တော်တော်ရေးလိုက်တယ်ကမ္မဇာရုပ်ရဲ့ရှင်နာမဧကံလို့ထည့်ပြီးနောက်နောက်မှာကိုးလို့ရေးလိုက်တယ်နော်အဲကမ္မဇာရုပ်ရဲ့ရှင်မှာဧကံထည့်လိုက်မယ်နောက်မှာကိုးလို့ရေးလိုက်မယ်ဧကံကမ္မဇာရုပ်ကိုးပါဧကံကမ္မဇာရုပ်ကိုးပါပြလိုက်ပြီနော်ဟာရဲတို့ကလည်းအိန္ဒိယရှိပါအဲစေတသာရဲ့ဝိညာဉ်တော်ရဲ့စေတသာမေဝါ စေတသမေဝရဧဝဒရာလေးပါတယ်လားဗျာဆိုရင်သူလဲဧကံစေတသယောဧကံလေးရှင်းမှထဲမယ်နောက်မှနှဲ့လို့ထဲမယ်ဧကံစေတသနှစ်ပါးကဝိညာဉ်ဒေနာဧကံဝစေတသယောကာယဝိညာဉ်ဝစီဝိညာဉ်ကိုမူရန်တော့ချင်းချာအတလာရည်ရည်နာအဲဒါလေကွင်ကြီးတွေ့လို့ကြောက်တာတနေဘလို့ပဲသူတို့လမ်းကြောက်ဥဒမလမ်းအော်လိုက်တယ်ပြန်တက်လာသူကတရားလို့မရဥဒမရပင်းသားရောက်လာရင်တက်သွားအောင် အဲသဒ္ဒယောနာစိတ်ကြောင့်သာဖြစ်တယ်တဲ့ဝိညာဉ်တွေတဲ့နောက်ဒွိသယုတ်ပါဠိလေးကတတ်တော်စိတ်တော်ဒုစောအဲဒွိသအကြောင်းတရားနှစ်ပါးအကြောင်းဖြစ်တယ်နော်အကြောင်းတရားနှစ်ပါးအကြောင်းဖြစ်တဲ့ယုတ်ကလေတတ်တယုတ်လေတပါးတယ်နော်အဲဒီရောက်မေးကြည့်မယ်အကြောင်းတရားနှစ်ပါးကဘာနဲ့ပါစိတ်နဲ့ဥဒုအဲစိတ်ဥဒုနှစ်ခုပေါင်းပြီးတော့ဖြစ်လိုက်တဲ့ယုတ်ကတရားယောအဲလိုမျိုးလေးပေါ့နော်ဒီစားရဲ့ရဲ့နာနာလေးမှာတက်လို့ဥပ္ပောလိုက်ဝင် ူကောဘက်ကိုချလိုက်ဟမ်ဟမ်ချလိုက်အေးရအေးရလိုက်မကောင်းဘာဝင်အဲ့ဒါလို့ရှိရင်ဒီကတော့ဒီဇာယုံတပါးဆိုတာတရားယုံတပါးပြောတာပေါ့နော်စိတ်နဲ့ဥဒုနှစ်ပါးပေါင်းလို့ဖြစ်တဲ့စိတ်ဒီကတော့ခု ပြောချင်တယ်ဆိုတဲ့စိတ်တွေဖြစ်နေတော့အတန်တွေထွက်လာတယ်နော်ဘုလို့ရှင်တပင်တော်တာနေတော့သဘာဝတရားတွေလေတွေတိုက်တာတွေမိုးတွေချိန်တာတွေရွာတာတွေဒါကြောင့်လည်းအတန်ဖြစ်ပေါ်လာတယ်နော်ဒါအတန်ဖြစ်ပေါ်လာဖို့အတွက်အကြောင်းတရားနှစ်ပါးပဲရှိတယ်စိတ်နဲ့ဥဒုညာနော်အဲဒါဆိုလို့ချင်းအကြောင်းတရားနှစ်ပါးကြောင့်မဖြစ်ဘူးဆိုရင်ဘာနဲ့ဘာကြောင့်မဖြစ်ဘူးလဲဗျာကံနဲ့ကံနဲ့အာရကြာကုသကအကုသကံနေရာနဲ့အတန်တွေထမမြင်နေဘူးပေါ့လေနော်အဲပြီးလို့ရှိရင်အာဟာရ ရှိတယ်ပြောဟောအဟာရစားလို့ရှိပါဇက်ကနေပကြက်ပကြက်မြည်တယ်ဂျွန်း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 မြည်တယ်အဲအဲ့ဒါတည်းကအဲ့ဒါတည်းကကပ်ပြောတာလေနော်အစားတောက်တည်းကနေသူ့အလိုလိုမမြည်ပါဘူးသူတို့တို့အဲ့ပစက်ကြီးဝါတယ်ဆိုလို့ရှိရင်လေဝါကျင်တဲ့စိတ်ကြောက်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီဥရုကြောင့်ပဲအတန်မြည်ပွားတာနော်အဲ့လိုလေးမှန်တယ်နော်ဒါဆိုလို့ရှိရင်ဒူးစားရုပ်တည်တဲ့တတရုပ်ပြောတာပါတဲ့အဲဒူးစားပြီးတော့တီစားအကြောင်းတရားသုံးပါပေါင်းဖြစ်မယ်တဲ့လူတာတည်းတည်းရဲ့ဘုဒ္ဓစိတ်တဟာတဲ့တဘောတည်း အဲ့မှာအေဝါလည်းမပါဘူးဆိုတော့ဒါအနေခံလို့သိတယ်ဒါလို့ရှိရင်လူတော်မှုတော်ကံမညတာတဲ့၃ပါးဖြစ်ပေါ်လာဖို့အတွက်ကံစတဲ့ကြောင့်တရားပါလားဗျာမှန်ပါဗျာဘောကံဘောစိတ်ဥဒုအာရတော့ပါတယ်နော်ဒါလို့ရှိရင်ရုပ်ကလည်း၃ပါးကြောင့်တရားကလည်း၃ပါးအနေခံပေါ့နော်အဲအေကန္တရာတခုတည်းဖြစ်မှာအနေကန္တနှစ်ခုသုံးခုစသည်များစွာဖြစ်အနေကန္တတို့ပြောတာဟုတ်နော်။မှန်ပါ။နာသရူဇာယုတ်ပါဠိလေးက အဝိနေဘောဂရူပတိစေဝါအဂရတာဒုသသရူဟိတံဗုဒ္ဓานိစတူဤဆိုတဲ့အတိုင်းအကြောင်းတရားဘဏ္ဍာပေါင်းဖြစ်တာနေပါကံစေဥဒုအာရမေကုလိုပေါင်းပလိုက်ပြီးရှစ်ပါးရုပ်ပေါင်း၉ပါးသရူဒယုနာနာမှာ၉လို့ရေးပြပါနော်၉အနေကံလို့လည်းရေးမယ်ဆိုရင်သရူဒအကြောင်းတရားလေးပါပေါင်းဖြစ်တဲ့ရုပ်၉ပါးပဲလေခင်ဗျာအဝိနေဘောဂီ၉ပါးထဲမှာကံလည်းပါတယ်စေလည်းပါတယ်ဥဒုလည်းပါတယ်အာဟာရလည်းပါတယ်ပေါ့လေနော်အဲအာဟာရလည်းပါတယ် အဲကြောင့်ဟိုးအပေါ်ဆုံးကအပုတ်ဒီအေကံကမ္မဇာယုတ်၉ပါအောက်ဆုံးဟာအနေကံကမ္မဇာဆရဒဥဒဟာရဒအကုန်လုံးဆိုင်လာဗျာဆိုင်နေဗျာဆိုတော့ရှင်အနေကံကမ္မဇာယုတ်အရင်တော့ယူမယ်ဆိုရင်အနေကံကမ္မဇာကိုမရဘူးလားဗျာရတယ်ဗျာဆိုတော့ရှင်ဟိုးပေါ်အေကံကမ္မဇာ၉ပါအခုကအနေကံကမ္မဇာယုတ်၉ပါ၉ပါပေါက်လိုက်တော့ကမ္မဇာယုတ်၁၈ပါ၁၈ပါဒါတို့ပြန်ပြောမယ်နော်ကမ္မဇာဆရဒဥဒဟာရဒဆိုတဲ့ လေးမျိုးတည်းမှာကမ္ပဇာရုပ်ဒီအေကံနေကံနှမျိုးလုံးမရှိဘူးလားဗျာရှိရဗျာအဲအေကံကိုအနေကံကိုကိုနဲ့လေးဆက်ရှိရပြီနော်စရတရုပ်ကိုတကြည့်အောင်မယ်အိုးဘောဘာပိုင်နံပါတ်38မှာပါရှိလဲဗျာအေကံအေကံစေတသာယောနှစ်ပါအေကံစေတသာနှစ်ပါနော်မှန်ပါโอเค ဒီစားတယ်မောင်စိတ်မပေါ်လားဗျာပါတယ်ဗျာပါတယ်ဒါအနေကတပါးရပြီနော်ပါပါဒီစားတယ်မောင်စိတ်မပေါ်လားဗျာပါတယ်ပါတယ်၃ပါးဆိုတော့၄ပါးရပြီအနေကနော်ပါပါစရုစားတယ်မောင်ရောပါတယ်၉ပါး၉ပါးနဲ့၃ပါးအဲ၉ပါးနဲ့၄ပါးနဲ့ပေါ့နော်၃ပါး၃ပါး၃ပါးဒါကြရွတ်မဲကြည့်မယ်နော်အေကံစရိသယုတ်က၅ပါးအနေကစရိသယုတ်က၁၁ပါး၁၁စရိသယုတ်ပေါင်းဘယ်လောက်ဖြစ်သွားလဲဆို၃ပါး၅ပါး၅ပါး၅ပါးပြန်ပြမယ်နော်အေကံစရိသယုတ်က၅ပါးအနေကစရိသယုတ်က စတုံးပါစိရဇယုတ်ပါ55 55ပါရတော့ကမ္မဇယုတ်ရောအေကံကိုအနေကံကိုကမ္မဇယုတ်ပါ78ပြောတယ်လို့မျိုးအေကံစိရဇယုတ်နှစ်အနေကံစိရဇယုတ်73ပေါင်းလိုက်လို့ရင်စိရဇယုတ်ပါ55 55ပါရဒီလိုလေးသိလိုက်ရတယ်နော်ဒီစာအနေကနေပြီးတော့အနေကံတွေကတော့ဒီစာယုတ်ကစာအကုန်လုံးပါလာတာဟုတ်နော် Okay ကဲကမ္မဇရဲ့စိရဇရဲ့ပြီးသွားပြီဆိုတော့အဟာရစာကိုတက်ရှာမယ် အာရဇတိတန်ရှိလားဗျာမရှိဘူးဗျာမရှိဘူးဒါကြောင့်လို့အာရဇဧကံမရှိဘူးတဲ့အနေကံပဲရှိတယ်သူဘယ်ကနေစတာလဲတိဇာတိဇာယုတ်၃ပါးနဲ့သရုဒယုတ်၅ပါးပေါင်းလိုက်တာ၁၂ပါးဟောဒါလို့ရှိရင်အနေကံအာရဇယုတ်၁၂ပါး၁၂ပါးပဲရှိတယ်ဧကံမရှိဒါလို့ရှိရင်တပည့်တော်တို့အဲဘယ်ဖောက်သက်ရှာတာကွာ အာရတာဟောအာရကြော်ပြီးတော့ရှာတာနော်ဥတုအရင်ရှာမယ်ဥတုရင်ရှာမယ်နော်ဥတုရှာမယ်ဆိုရင်ဗေဒအစတွေ့ဒွိစာဒွိစာထဲမှာတဘာရပါရမယ်ဒွိစာရမယ်ဟောတကိုင်းဘုကျလောင်လေကြည့်လိုက်ပါအောင်လို့ကော်ဖီလေးပဲတက်လိုက်ပါအောင်ဟောခဏခဏစောင့်လာနော်အာအဲ့ဒါမလားကောက်ကားမလာဘူးလို့လာနေ မတွေ့ဘူးမင်းမင်းမထိုင်တာတွေ့တယ်ဒကာကြီးမတွေ့လို့ဒကာကြီးမတွေ့လို့အေးအေးတမအဲဒါလို့ရှိရင်တပည့်တော်ကဥဒုဇာယုံလေဧကမရှိဘူးနော်အဲဥဒုဇာယုံလေဧကမရှိဘူးဒုဇာယုံတဲ့ကတပတ်ဒုဇာယုံတဲ့က၃ပါ၄ပါသရုဇာယုံတဲ့က၉ပါနော်ဟာရဇာယုံကြတော့ဘယ်နှပါပြုတ်သွားလဲနှပါပြုတ်အမှုတပါပြုတ်တယ်လေ တရားရုပ်လေးဓမ္မပြုတ်သွားတယ်တိဇသရုဇပဲပါတော့တယ်မှလားဗျာဆိုလို့ရှိရင်အာဟာရဇာယုတ်အနေကအာဟာရဇာယုတ်ဘယ်နှပါဆနပါနော်ဒါဆိုလို့ရှိရင်ပြောတော့အကြောင်းတရား၄ပါးတော့သိသွားပြီကမ္မဇာယုတ်စေတဇာယုတ်ဥဒဇာယုတ်အာဟာရဇာယုတ်ဥဒဇာနဲ့အာဟာရဇာမှာဧကံမရှိဘူးကြည့်ပါကံတစ်ခုတည်းကြောင့်ဖြစ်လိုက်တဲ့ဧကံကမ္မဇာယုတ်နော်စိတ်တစ်ခုတည်းကြောင့်ဖြစ်တဲ့ဧကံစေတဇာယုတ်တို့နှစ်ခုအပေါင်းဘာယုတ်လို့ခေါ်သေးတယ်ဧကဇာယုတ်ဧကဇာယုတ်ဧကဇာတဲ့အကြောင်းတရား ကဘာတဲ့ကြောင့်ဖြစ်တဲ့ယုံပေါ်ကနဘာလဲဖြစ်ဟာဆတဘာဖြစ်သွားတယ်တဲ့ဧကဇာနာကံစတဲ့ကြောင့်တရားတဘာစိတ်အေကကမ္ဇာယုတ်ကိုပါနဲ့ဧကစရတယုတ်နှစ်ပါးတို့ကိုဧကစားယုတ်ဆိုရင်နာမည်ကြီးတယ်တဲ့နော်။ဟုတ်ကဲ့ထားတော့ဗျာ။ဒါဆိုလို့ရှိရင်ပြောလို့ဒီဆိုင်မျက်နှာလေးကြည့်ပြီးတော့ဘာလို့ပြောနေလဲဆိုလို့ရှိရင်ကမ္ဇာယုတ်ဧကန်ဤကန်ခွဲပြီးတော့ပြန်ပေါင်းဘလောက်ရလဲ18ပါး။အဲ့ဒါကိုပြောလို့ညဝဒေသနာတော်တွေဆိုလို့ရှိရင်ဘလို့ဆိုလဲကမ္ဇာယုတ် အဲ့လိုမဆိုကမ္ဘာရုပ်ဝီဝီတာဆိုတာနော်ကမ္ဘာရုပ်20လို့ဆိုတာကဘာနဲ့ဘာတိုးထားတာဥပစီယနဲ့တန်တတိတိုးထားတယ်ဟဲ့နော် အဲစေတသားရုပ်ဆိုလို့ရှိရင်ခုနကဘယ်နှပါးတွေ့လဲဗျာ15ပါ15 15 15ပါကိုရိုးရိုးတို့ပြီးတော့စေတသားရုပ်တတရတဆိုဆိုတာလေနော်အဲစေတသား19ပါဆိုဆိုတာလေဤလို့ရှိရင်ဥဒ္ဒဇာယုတ်တကယ်ရှိတာကဘယ်နှပါးလဲ73ပါအဲ့ဒါကိုရိုးရိုးဘယ်လိုဆိုလဲညပါတယ်နော်တို့ပြီးတော့ဘယ်နှပါးလဲ15ပါပဏရတဆိုတာနော်ဥဒ္ဒဇာပဏရတဟာရဇယုတ်ကတကယ်ရှိတာက14ပါ12ပါနော်ညဝတ္တနာတော်ဒီမှာဆိုရင် सौद न सौदा या सौन दाँदि ဒီနေရာမှာပြောတော့ဒါကြည့်ပြီးတော့ခွဲတာရောအလွတ်ပြန်ကြံပြီးတော့ခွဲလို့ရှိရင်လည်းလွယ်ပါတယ်လေနော်အလွတ်ပြန်ကြံပြလိုက်လို့ရှိရင်လည်းဒါပဲထွက်လာတာနော်ဟုတ်ကဲ့ဒါဆိုအနှက်ပြလိုက်ပါဦးဖေကမ္မဇာယောကမ္မဇာယောတထတော်ယောပါတော်တည်းအရိယအိန္ဒိယရူပါနေအရိယယောအိန္ဒိယယောစီပါတော်တည်းကမ္မဇာနေပါကာယသာနေဖြစ်ကုန်၏ဝဉ္ဇတိတယဝဉ္ဇတိဒီသရိသမေဝသညာတာနေဖြစ်ကုန်၏တရောတရာယောတိစေရောတိသောသေဥရုသောဖြစ်၏ ယောဒာတရိယယောဒာသာယိသောယောဂံဂုရောယပောင်းတိဥရုစေတာရိဥရုစေအာရတောကြောင့်တံဘောတိပြေအာနိဘောဂရူပာနိစေဝအာနိဘောဂယောရှိကုတောတိလကောအာဂသတတုသာအာဂသတတိလကောသတိလေးပါးကောသာတောပြုသံဘုဒ္ဓနိဘိကောဤလောကေအဘိဒါယနဆုတောရှင်ပြောတော့ညမြောပါကမ္ဇာသရတာဥရဒာဟရဒာဧကန်ဤကန်ဘဝညတေကောပါပေါင်းညလောက်ပါ28ပါပြည့်ပြီလား ပြပြအပြေသေးဘူးဟောလိုက်ကြရနော်ကြံလဲသက္ကနာလေးပါးကြံနေတယ်ဒီလိုကခုနညဝဒေသနာမလို့ဥပဇ္ဇတတိယူတာလေနော်အဲအခြားခြားညဝဒေသနာတော်တွေမှာယူတာဒီမှာမယူလေနော်ဒီမှာမယူဆိုလို့ရှိရင်တကယ်တော့လေကံစိတ်ဥဒ္ဓဟာရအကြောင်းတရားလေးပါးပေါင်းပြီးတော့ပြပြလို့မရနေတဲ့ယောက်ကလက္ခဏာယောက်လေးပါးနော်အဲအကြောင်းလို့ဘလို့ခေါ်လိုက်လဲနာကုတော်စီရောကုတော်စီတသုံးကုတော်အကြောင်းကြောင့်နာမဖြစ်ဘာအကြောင်းကြောင့်မှမဖြစ်တဲ့အကြောင်းဝိမုတ်ပါနော် ကြောင့်တရားမှာလွတ်တဲ့ရုပ်သည်နာဂုတော်စီရုပ်တဲ့နော်အဲ့ဒါပါဠိလေးကလက္ခဏာရူပါနိနာဂုတော်စီဇာယံဒီအနေပဲကြည့်ပါအောင်ရလက္ခဏာရူပါနိလက္ခဏာရူပါနိလက္ခဏာရုပ်လေးကုတော်တိကုတော်စီတသောတကုတော်ကြောင့်တို့ကြောင့်နာဇာယံဒီမဖြစ်ကုန်ဟုတ်ကဲ့အဲ့ဒါကိုလက္ခဏာဥမို့လက်ခေါ်တယ်နော်နာဂုတော်စီရုပ်လက်ခေါ်တယ်အဲဟုတ်ပါပြီဗျာကာထာဥမသွားနေရဒီစာအုပ်လေးမှာကြည့်လိုက်ပါအောင်တူတူပဲလွယ်လွယ်တလို့လေးပဲပလက်ပလက်လေးပဲကြည့်ပါနော်三年呐。 ရ130အောက်ဆုံးနာမှာဧကံကပ္ပဇာယုတ်ကိုပါဧကံစရတယုတ်နှစ်ပါးနော်ဒီဘက်ရောက်လို့ရောက်တော့ဧကဇာယုတ်7ပါးဆိုတွက်ချလိုက်တဲ့အကောင့်ကွတိပဲနော်ပြီးလို့ရှိရင်အနေကံယုတ်များတဲ့ဗျာစာဒွိဇာဒွိဇာတတယုတ်တိဇာလူဓာတိယုတ်3ပါးစတုဇာဆိုပြီးတော့ယုတ်9ပါးအဲ့လိုတွက်လိုက်တယ်နော်ပြီးတော့နာဂုတောစီယုတ်ဆိုပြီးတော့လက္ခဏာယုတ်4ပါးနော်ကန်စာတော့အကြောင်းတရားတို့တွင်ဘယ်အကြောင်းအကြောင်းမှမဖြစ်သေးယုတ်မလို့နာဂုတောစီဟုတ်ပြီနော် ပြည်လည်းပြီးတော့ပေါင်းတယ်ကမ္ဘာစာရုပ်၁၈ပါးဆိုတာဧကကမ္ဘာစာရုပ်၉ပါးနဲ့နေကကမ္ဘာစာရုပ်၉ပါးဟုတ်ပါတာကြည့်မယ်၁၆ပါးဆိုတာကဧကစရတရုပ်၅ပါးနဲ့နေကစရတရုပ်၃ပါးရပြီနော်အဲဥရဇာရုပ်ကတော့နေကမရှိဘူး၃ပါးအာရဇာရုပ်ကတော့နေကမရှိ၁၂ပါးအဲ့ဒါကဝိသားတွေဘဝညာတွေဖြစ်တာလေလောက်ပြတာတယ်နော်ဟုတ်ကဲ့ဒီဘက်ဇာကွက်ကြီး ဒီဇာကွက်ကြီးကလည်းသူတို့ခုနကတော့ပြောပြသားအတိုင်းပဲဇာကွက်နဲ့တော့ရှော့တော့ရှော့နေတယ်တီဗီတိုင်းမှလားနော်တီဗီတိုင်းပြောကြရမလို့ဟိုးအော်တိုမတ်ရုပ်လေးတွေပေါင်းတော့ဥပဇ္ဇာနဲ့တန်တီထဲလို့ရှင်18က20ပြည့်59 79ပြည့်73ဟာ95ပြည့်72က14ပြည့်ဒါလေးလည်းဘုဒ္ဓရတ်တက်ထဲတာပါနော်ပြီးသားပြီဒီမှာဆံမျက်နှာ13နှစ်ဟိုးအောင်မျက်ခြေလေးကြီးလိုက်ပေါ့ဆောင်းမမမေးဘူးတဲ့ပါဠိလို့ဆိုရင်ဇာကရဏစိတ်တယ်မြန်မာလိုဆိုရင်လိုကြတယ်လိုကြတဲ့စိတ်တယ်လိုကြတဲ့စိတ်ကမင်းရဲ့စကလုံးနဲ့ဆက်ဆက်လို့ပြောတာနော် နိုးကြတဲ့စိတ်တဲ့နိုးကြတဲ့စိတ်ဘာတွေများကောက်ထားလဲလို့လက်သေးခွင်းထဲမှာရေးထားတယ်ပဲလေဗျာဣရိယာဘောကိုခိုင်စေတတ်သောစိတ်58ပါအဲ့တိုင်းပြောရတာဗျာဇာကရဏစိတ်ဆိုပြီးတော့တိကကျော်တွေမှာလည်းပြောရတာအထာတာလီနီတို့ဝိသုဒ္ဓိမတ်တို့မှာလည်းဇာကရဏစိတ်ဆိုပြီးတော့အဲ့58ပါကောက်ပြထားတယ်ဗျာနော်အဲ့ဒါမနေ့ကတော့ပြောတော့ဣရိယာပုဂ္ဂိုလ်လဲထောက်ပခိုင်စင်နိုင်တမယစိဟို26နဲ့32ကိုပေါင်းတာကနော်အဲ့ဒါလေးပြောကြည့်ပါဦးဗျာ အပနာသောဗေညင်တို့ဘောင်း50နဲ့7ပါအဲဇာကရဏစိတ်ဆိုရင်နာမည်ကြီးတယ်တကယ်တော့ဒီလိုလိုမနေ့ကပြောလိုက်တယ်ဣရိယဘုတ်ကိုလည်းခိုင်စီတဲ့စိတ်ပေါ့50နဲ့7ပါနဲ့အတူတူပဲနော်အဲ့ဒါကိုမေးတာဆောင်းပွဲဒီမှာတွေ့ဘူးတယ်နိုးကြသောစိတ်ဆိုရနော်နိုးကြသောစိတ်ဘောဘလို့ရှိပါသနည်းဆိုရင်လည်း50နဲ့7ပါအစဉ်ပြေပြီနော်ဟာနောက်နံပါတ်3 တတတဲ့အတန်အမျိုးရှိတယ်တဲ့စကားပြောတဲ့ငိုကြွတဲ့စသည်ဘာကြောင့်ဖြစ်တာစေကြောင့်ဖြစ်တာမိုးချိန်တဲ့လေးတန်းသရှင်တန်းစသည်တွေဟာဘလို့ကြောင့်ဖြစ်တာအဲ့မှာလဲသရှင်တန်းဆိုတာကလည်းရိုးရိုးတိုက်ရိုက်ကြီးကိုကိုနဲ့ဆွလဲတဲ့သရှင်ဆိုရင်ဘာကြောင့်ဖြစ်တာစေကြောင့်ဖြစ်တာဖွင့်လာတဲ့ကဆက်တွေအနေဆက်တရမြည်တဲ့အတန်တွေကြမှာဘလို့ကြောင့်ဖြစ်တာရိုးရိုးအဲ့လိုခွဲရတာပေါ့နော်ကိုကိုတိုင်းသရှင်ညီးနေပြီဆိုလို့ရှိရင်တော့စေကြောင့်ပဲဒါမှမဟုတ်တစ်ဆင့်ကပြန်ဖွင့်နေတယ်ဆက်ကနေမြည်နေတယ်ဆိုမှနော်ဘုဒ္ဓကြာလေလေခွဲမယ်ပေါ့ ဒါဆိုခုနပြောတယ်ပြောလိုက်နဲ့အဲနာကုတော်စီရုပ်လက္ခဏာရုပ်လေးပါနော်မှန်ပါဘူးသူ့ကြတော့ဒီဂါထာရဲ့အတိပ္ပယ်နဲ့အတူတူပဲလေနော်မှန်ပါဘူးအင်းအဲ့ဒါဆိုရင်ဂါထာနဲ့လေးရင်ဆိုလိုက်တာကောင်းမယ်နော်မှန်ပါဘူးဂါထာနဲ့လေးရင်ဆိုလိုက်ဂါထာနဲ့ကဆမ္မတတရားနဲ့ဝါအထာရတပဏရတအထာရတတိသပဏရတတိသတေရတတိသဒရတတိသ ကာမစေတောတုကာရဇာတိဟူနိယထကမံနာတဘုတ်ကဇာယမနာရိရူပနာတဘဝတ္တာယိကေဝလနာဇာယံတိဂေစီတိပကာစီတာဂေစီဣတိနာဂေစီဣတိဒီဟောပေါ်မှာလေအရရတာတိတာတိဆိုပြီးတော့လောက်တာဘာကြည့်လို့လဲဒွါရတာတိအတိုင်းပဲလေနော်ဒွါရတာတိဆိုတဲ့အတိုင်းပဲလိုက်တော့ပြန်လာတာလို့ပြောလို့သိမယ်ဟာခမောကြီးရဲ့စေစွမ်းနဲ့နော် နေသိမကောင်းတော့ချောင်းဆိုးခြင်းနဲ့အဲဒါသလိုရှိရင်မဆိုခင်ကြည့်ပါအောင်ဗျကမ္မစိတ်တော်တုကာဟာရဆိုတော့ကံစိတ်ဥတုအာရယထကမအစဉ်အတိုင်းတွဲမယ်ဘာနဲ့တွဲမလို့ကမ္မနဲ့အထာရတာစိတ်ဓာတ်နဲ့ဘာနာရတာနဲ့ဥတုနဲ့တေရတာနဲ့တွဲမယ်အာရဇာနဲ့ဒေါရတာနဲ့တွဲမယ်အဲကြောင့်လူတို့အထာရတာရောက်ကောက်ပါလို့ပဲပြောပြောကမ္မရောက်ကောက်ပါလို့ပဲပြောပြောနော်တင်ချောက်ပဲကောက်ခိုင်းခိုင်းတင်ချရောက်ပဲကောက်ခိုင်းခိုင်းရွက်တို့ဟာ အဲ့ဒီအရာတွေကောက်အောင်ဆိုတာအတွဲလေးရတကမန်လူလည်းပါရနာဆိုတော့နော်ကဲဒါဆိုရင်ဆွလိုက်တော့ဗျာကမ္မစေတောဒုက္ခဟာရသာနိကမ္မနာယောသစ္စာယောဥဒ္ဒစာယောအာရသာယောတို့ဒီယထာကမ္မစေတောအာရသာတိသာတသေပါဒရှိကုန်ဒီဒီဟောနိမြေကိုဤဗန္နရတတိသာတသံဃောပြရှိကုန်ဒီဒီဟောနိမြေကိုဤတိရတာတိသာတသေသောပြရှိကံစီဒီဟောနိမြေကိုဤဒရတာတိသာတသံဃောပြရှိကုန်ဒီဒီဟောနိမြေကိုဤ ောကေအဘုဒ္ဓရှင်ရေကေဝလံကေဝလတတ္တသာယမန္တိပြေစောသာကြီးကောသမန္တိရူပနာသာမန္တိရူပနာပြေစောသာကြီးကောသောနိဗ္ဗာန်ရောက်တော်ဤသဘောတာဤသဘောဝတ္တဤဝါသဘောဤပြေစောတာလည်းယေလက္ခဏာလက္ခဏာဤလက္ခဏာယုတ်၄ခုတို့သည်ကေဤစီတုံတို့ကြောင့်တို့ကြောင့်သာဇာတိဤကိုဤတိတို့ပကတိတံပြဤဟုတ်ကဲ့ဒါလို့ရှိရင်ဒီကာထာလေးကိုလည်းနာမည်ပေးလိုက်ပါဦးလက္ခဏာယုတ်၄ပါးဒီကာထာနာမည်ကြည့်မလားဗျာ လက္ခဏာယုတ်ငငယ်လေးမူလတန်းညမေးတာလေခဏခဏမေးရနော်လက္ခဏာယုတ်၄ပါးဘာဖြစ်ခြင်းညာနဂုတော်စီနဂုတော်စီသမုဋ္ဌာန်ဖြစ်ခြင်းညာအောဆုံးပေါ့သမုဋ္ဌာန်ဖြေရာခြင်းအကြောင်းဒီမှာလက္ခဏာယုတ်၄ပါးနဂုတော်စီသမုဋ္ဌာန်ဖြစ်ခြင်းအကြောင်းပြတဲ့ကာထာလေးပေါ့ဒီကာထာလေးက လက္ခဏာယုတ်၄ပါးအနာကုတော်တိသမုဌာန်ဖြစ်ရခြင်းအကြောင်းဒီလိုတို့မူလတန်းဘုရားတွေကလည်းအဲ့ဒါမေးတာပြန်ပြီးတော့တိုင်းတဏှာလားဟင်ဟောဒီတိုင်းနဲ့ပို့ပြီလားပို့ပြီနောက်တနေအောင်ငါ့ဖို့ဒီတိုင်းနဲ့ပြောဖို့နားပါဟောအေးလုတ်ပါအောင်ငါအားရနေတော့ဟင်တော်လေမင်းနဲ့ဖူကြီးနဲ့ဆင်ပြေရပါလားအော်အေးရတာနေပြဖက်လာပြီလားခမလေးအေးဘယ်ရပါဘုံတော့ဘူးလေဒီကောင်ကနန်းလို့ 6နှစ်ဆိုခြင်းအဲ့မှာဦးဇင်းတို့ရေဒါဒီလိုမြန်မာပြန်လိုက်ပြီးပြီနောက်ကတော့တမတော်ဖျက်ခြင်းအကြောင်းရေးခဲ့ပါဆိုအဲ့တိုင်းပဲပြန်မယ်ဗျာပြန်ကြည့်မယ်တတ်တဲ့တတ်တဲ့ပြေစာရှိတော်နိဗ္ဗာန်ရတော်ဤသဘောဤသင်္ကြန်တော်လည်းလက္ခဏာရလေးခုတော်သည်အမအဲ့လောက်လေးထားပြီးတော့လေလက္ခဏာရလေးခုတော်သည်နောက်ကတော့ဒီတမုတ်ထံဖြည့်ရပါသည်အာ တစုံတစ်ခုသောအကြောင်းတို့ကြောင့်မဖြစ်ကုန်လို့ပြောရတာမလားနော်အဲ့ဒါလေးကိုပြောတော့နာကုရောသမုဒ္ဒံဖြစ်ခြင်းအကြောင်းဆိုတော့တတ္တဖြစ်စေတဲ့ယုံနဲ့နိဗ္ဗာန်ရဲ့တဘောဖြစ်ကြောင်းသာလျင်လက္ခဏာယုလေးကုရောသည်နာကုရောသည်သမုဒ္ဒံဖြစ်ရပါသည်သူအဲ့အဲ့နာမည်နဲ့လာမယ့်အတန်းဖြစ်မယ်လေနော်အဲ့နာမည်လေးနဲ့အမိလေးဆက်ပစ်လိုက်ရပြီနော်အဲ့ဒီမှာအဘွားလေးသူကတတ္တဖြစ်စေတဲ့ယုံနဲ့နိဗ္ဗာန်ရဲ့တဘောဖြစ်ကြောင်းသာလျင်ဆိုတာနဲ့အကြောင်းပြချက်ပါဝိုင်လေနော်ဟုတ်ကဲ့အဲ့ဒါလို့ချင်းဒီပြတော့မြန်မာလိုလေးကြည့်ပါဦးအဲ့ခံပြီပြီနော်ဟုတ်ပါ ခမကြီးကြီးလက္ခဏာရလေးပါတက်လာရေးထားတာလေးဟာတတဖြစ်စေစာရှိကုန်သောနိဗ္ဗာန်ရောက်တော်ဤသဘောဤဖြစ်ကြောင်းသာလျင်လက္ခဏာရလေးပါသောတို့တို့အကြောင်းကြောင်းတော့မဖြစ်ပါထို့ကြောင့်နာဂရောစီတမုတ်ထံဟုခေါ်ဆိုရခြင်းဖြစ်ပါသည်ဗိဒိုင်နော်ဒါလေးရှိရင်ဒါလေးညီကုန်းချုပ်တော့မယ်ပြန်ကြနေပြီကဲတရှိတမဲနေရုပ်ပြကြောင်းလေးရလေးပါ ပြီးတော့တက်ရှိတရဝါဒီမှာဆိုရင်ဒီအကြောင်းတရားလေးပါဘယ်နှပါလုံးကြောင့်ဖြစ်နိုင်လဲဗျာ၄ပါလုံးကြောင့်ပြီးတော့ဒီမှာကံစေဥတုအာဟာရအကုန်လုံးရှိတယ်မလားဗျာနော်တမဲ့အရာဝထုဖြစ်တယ်တပည့်တော်တော်ရင်မြင်စသည်ဒီမှာဆိုရင်ကံနေစိတ်တွေရှိလားဗျာအာဟာရရှိလားဗျာအတို့မှာပါပဲရှိဥတုပဲရှိတယ်ဒါလို့ရှိရင်ပြီးတော့တက်ရှိတရဝါဒီကလည်းအသက်ရှိနေလို့လာလျင်ယူ၄ပါလုံးဖြစ်တာပေါ့နော်တည်သွားပြီဆိုရင်ရုပ်တော်မှာဘာကြံလဲအတခုကြံလဲဥတုကအကြံလို့တော့အတုပါဒီမှာဆိုပြင်တယ်မလား ဒီနေ့ဆန္ဒနာရေးချင်းတွင်အာဘုရားရဥဒ္ဒရယုတ်ကလကြီးကိုတုတ်တန်တို့ပုံမှာရှိပါတယ်ဟာညာစရာလေနော်အဘိဓမ္မာနဲ့အညီပဲလေနော်အဲ့ဒါကြောင့်လို့ရေမြေတော်တာတစ်ပင်စသည်တို့မှာဆိုရင်လည်းဥဒ္ဒရယကလလေးတစ်ခုပဲကြံလို့မျိုးတို့တက်ရှိတွေလည်းတည်သွားပြီဆိုလို့ရှိရင်ကံစိဥဒ္ဒအာအကံစိအာရတွေမရှိနေတဲ့အချိန်မှာဘာဖြစ်နေလဲဗျာဥဒ္ဒရယအဲ့ဒါဘယ်ထိအောင်ဖြစ်မှာလဲဆိုရင်ဩကဘာပြည့်တိတိုင်အောင်တို့တည်သွားတာဆိုတာအခုမပေါ့ ရေပဲမျောမျောမီးပဲရှို့ရှို့မီးရှို့လိုက်ရင်မုံမွားလေးပြန်ကြိုက်ကုန်သွားတယ်လို့ထင်တာပေါ့နော်တကယ်တော့မြူမုတ်ဖုံမုံလေးတွေနဲ့မမြင်နိုင်တဲ့အောက်ဒီဘက်ကရုပ်အဖြစ်လေးတွေနဲ့ရက်တီပြီးတော့ကဘာတီတူရဲ့အကျိုးကြားလေးတွေကကက်ကက်ပြီးနေနေတာနော်ကဘာတီတော့ကဘာကြီးပြက်စီတော့မှသူကနေမီးရေလေးနဲ့ကဘာကြီးဖြတ်တဲ့ခါကျရင်သင်္ခါရတရားတွေမီးတွေလောက်ကြီးတွေမျောပပညာတွေဖြစ်တော့မှသူကပြက်စီတာပေါ့နော်အဲကြောင့်မလို့ရာဝမတက်ကလေးဝရတယ်တင်ညာကိုတိုင်အောင်ပါသွားတယ်ဆိုတာပြောတာပေါ့နော် လေရှင်မပြတ်မလို့ဆိုကဘာပြတ်မှာပြတ်မှာလေကဘာဒီတီးတီးနေတာလေဗျာနော်အဲမမြင်အောင်ဘယ်ရောက်နေဆိုအမုံမွားလေးတွေဖြစ်နေရက်တည်နေတာဗောလေနော်โอเคဒါလေးညီကောင်ချုပ်မယ်နော်ဆမ်မနာ13 4ဟိုရလေတစ်ခါတည်းဦးတော့ဒတ်တာယုံနဲ့ဩဇာဌာနာကျက်ဒတ်တာယုံတို့ကဘာပြောတာရသာ6ပါ။ဩဇာဆိုတော့အဲ့ဒီရသာ6ပုံမှာပါဝင်နေတဲ့စီနဲ့ကိုဩဇာလို့ခေါ်တာမတူးလေနော်။မှန်ပါဘူး။ Okay ။နောက်မှညံစမ်းမေကွန်းလေးတွေခဏခဏမေးလို့ဆိုပြီးတော့ထည့်ထားတာဗျာနော်။ ဣတိဘာဝယုတ်တည်တဲ့ကံကြောင့်သာဖြစ်သောကြောင့်ဆိုတော့ကပြောတော့ဧကံကံစားယုတ်ကိုပါပါလေဗျာဟာရယုတ်တပါးနဲ့ဣန္ဒိယရှိပါဣန္ဒိယယုတ်ရှိပါထဲမှာဗတာရောငါပါနဲ့ဘဝယုတ်ငါပါဇီဝတယုတ်တပါးဣတိဘာဝယုတ်ဘာလို့ဗျာနော်အဲအကြောင်းလို့ဣတိဘာဝယုတ်တည်အကြောင်းတရား၄ပါးထဲမှာဘာကြောင့်ပဲဖြစ်တာကံကြောင့်ပဲဖြစ်တယ်နော်ဧကံကံစားယုတ်ဖြစ်သောကြာမိမတို့ဣန္ဒိရွှေပြလို့မရဟုသောစကားမှန်တယ် ရွှေချောင်းဖြစ်ပေါ်လာတာမဟုတ်ငွေချောင်းဖြစ်ပေါ်လာတာမဟုတ်ဝါချောင်းဖြစ်ပေါ်လာတာကံချောင်းဖြစ်ပေါ်လာတာဒါမျိုးလေးပဲเนาะအဲ့မိမတို့နေရာမှာယောက်ျားတွေထည့်ကျန်တာတွေထည့်ရတာပေါ့နော်နောက်အဲ့ဒီဘောရဘောရတို့ဒီအကံကပ္ပဇာယုတ်ကံချောင်းသာဖြစ်တော့ကြောင့်ယောက်ျားကိုခွဲစိတ်ကုသခြင်းညမိမမဖြစ်နိုင်ဘူးအင်္ဂါစိတ်ပိုင်းပဲပြောင်းသွားတယ်ဘဝယုတ်ဖြစ်စက်ကတော့ပြောင်းနိုင်ဘူးအင်္ဂါ